အားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တော်နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။စိန်မန်းနီနီ Bitcoin Story သတင်းနဲ့အတူအလုတ်ကျန်းပြီ ETF ပါထွက်လာတော့မဲ့ Movement Labs ရဲ့သတင်းတွေကိုတင်ဆက်ပေးသွားချင်ပါသေးတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါရခင်ဗျာ။ပရမတ်ဘုံအနေနဲ့စိန်ပန်းနေနေ Bitcoin Story သတင်းကိုတင်ဆက်ပေးကြပါမယ်။ ဘေးကွိုင်ဈေးကွက်နီတာရဲလင်းမှာ coin base strategy နဲ့ဘေးကွိုင် miner mara တို့ရဲ့ store share ဈေးတွေထိုးစင်းနေပါတယ် US စပွားရေးကအကူအပြောင်းကာလတစ်ခုကိုကြုံတွေ့နေရတာဖြစ်ကြောင်းသမရထရန့်ကပြောလိုက်ပြီးတဲ့နောက်ပိုင်းမှာတော့ဘေးကွိုင်အပါအဝင် cryptocurrency တွေတချို့ store share တွေရဲ့ဈေးတွေထိုးစင်းလာဖြစ်ပါတယ် US ဘက်ကစားလိုက်တဲ့စီးကြက်ခွန်စစ်ပွဲကကိုဘက်ကိုပြန်ထိနိုင်ကြောင်းသတိပေးချက်တွေနဲ့စစ်ပွားပြက်ကက်ဖြစ်လာစေနိုင်ကြောင်းသတိပေးချက်တွေကြားမှာအတက်ကျန်အကြကျန်တဲ့ assess မျိုးစားတွေဖြစ်တဲ့ ခရစ်တိုကာရန်စီတွေကိုထုတ်ရောင်းအားများလာပုံရပါတယ်။ဒါ့အပြင်လက်ကြီးသမားတွေရဲ့ဈေးကစားမှုတွေကလည်း Bitcoin ဈေးတွေထိုးစင်းရတဲ့အကြောင်းရင်းတစ်ခုအဖြစ်ပါဝင်နိုင်ပါတယ်။ထုံးစံအတိုင်းပဲအကြောင်းတွေစုံပြီးတော့လေးလအတွင်းမှာအနှိမ်ဆုံးဈေးတန်းတစ်ခုဖြစ်တဲ့ဒေါ်လာ8000နီးပါးအထိကို ထိုးကျနေပါတယ်။ခရစ်တိုဈေးတွေထိုးကျတဲ့အခါမှာ Crypto နဲ့ဆက်ဆက် company တွေဖြစ်တဲ့ Coinbase strategy နဲ့ Mara Bitcoin mining တို့ရဲ့ share တန်ဖိုးတွေပါထိုးကျနေတာကိုလည်းတွေ့ရပါတယ်။ လောလောဆယ်မှာတော့ဘစ်ကွင်ဈေးပြန်တက်ဖို့အာယူအမဲ့သဘောရှိနေတယ်လို့ဈေးကွက်အလောက်အခက်ကျန်းနေတဲ့အချိန်လေးဖြစ်လို့ future trading လုပ်တဲ့အခါမှာ leverage တွေအများကြီးယူရာမျိုးတွေ TBSL မပါဘဲနဲ့ trader မျိုးတွေကိုသတိထားတဲ့ကာလတစ်ခုဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့အလုတ်ကျန်းပြီး ETF ပါထွက်လာတော့မယ် movement labs ရဲ့သတင်းကိုတင်ဆက်ပေးကြပါတယ် crypto etf တွေဆိုတာကအများသောအားဖြင့်လူသိများပြီးဈေးကွက်ကြီးတဲ့ crypto currency တွေကိုပဲ etf အသွင်နဲ့ ဝန်ဆောင်မှုပေးနိုင်မှုလုပ်ငန်းစုကြီးတွေက စီစဉ်ကြတာများပါတယ်။ဒါပေမဲ့အခုတော့မကြသေးခင်ကမှတိုကင်ထွက်ထားတဲ့ Move ကို ETF ရှောက်ထားတဲ့လုပ်ငန်းတွေ ရှိလာပါတယ်။ US အခြေစား Investment Manager တွေဖြစ်တဲ့ Russian နဲ့ Osprey Fund တို့ကတော့ Move Programming Language ရဲ့ NFT Token ဖြစ်တဲ့ Move ကို ETF စားပေးဖို့ရှောက်လွှတ်တင်ထားလိုက်တာဖြစ်ပါတယ်။ဒါက Crypto Industry အတွက်တော့အထူးအဆန်းကိစ္စတစ်ခုဖြစ်ပါတယ်။မကြခင်မှာလဲ Move Network က Mainnet ထွက်လာတော့မှဖြစ်တာကြောင့်မလို့ move ed update နဲ့လူသိများအောင်လောက်တာလားလို့ထင်ကျင်စရာ ရှိပေမဲ့တကယ်လို့သာ USSEC က move ETF တွေကိုခွင့်မပြုဘဲနဲ့ပယ်ချလိုက်မယ်ဆိုရင် move ရဲ့ဈေးကပုံမှန်ထက်ပိုထိုးကျသွားနိုင်တဲ့ risk လေးရှိနေပါသေးတယ်။ဒါပေမဲ့ Rust နဲ့ Osprey Fund တို့ကတော့သူတို့ရဲ့ assets တွေထဲက80ရာခိုင်နှုန်းကို move token တွေဝယ်ယူရင်းနှီးမြှုပ်နှံမှဖြစ်ကြောင်းကြေညာထားပါတယ်။ Move Network ရဲ့ co-founder ကတော့ ETF ဆိုရင်ထွက်တာကြာပြီးသား cryptocurrency တွေပဲရှောက်လို့ရနိုင်မယ်ဆိုတဲ့အစင်အလာကိုချိုးဖြတ်လိုက်တာဖြစ်ပြီးမျိုးဆက်သစ် blockchain တီထွင်စမ်းသပ်မှုတွေကလည်းလုပ်ငန်းစုကြီးတွေရဲ့ငွေအားရနိုင်တယ်ဆိုတာကိုပြလိုက်တာဖြစ်ကြောင်းဂုံယူဝင်ကြွနေပါတယ်။ဟုတ်ကဲ့ပါဒါကတော့ Myanmar Crypto ရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။ မိတ်ဆွေတို့မှာ cryptocurrency ဝယ်ရအောင်ပို့ Binance account တစ်ခုမှရှိသေးဘူးဆိုရင် trading လုပ်တဲ့မှာ fee discount ပြန်ရမယ်အခုကိုကိုအသုံးပြုပြီးတော့ account ဖွင့်နိုင်ပါတယ်နားဆင်မိကြတဲ့သောတာရှင်များအားလုံး trade time မြတ်ကြပါစေခင်ဗျာ